အလုံးမဲမင်္ဂလာပါဒီနေ့လူပြမာလေးကတော့ငါးဆောင်ကင်လေးပဲဖြစ်ပါတယ်အိမက BN နဲ့ထိုင်သွားတော့ကနှစ်ကြိမ်ပဲစပူပြီးမဲ့အရန်အရန်ကိုသဘောကျလို့ထတ်စားကြလို့ပေါ့နော်ကိုနီကိုဟန်လေးနဲ့အိမ်မှာလုတ်တဲ့နီးလေးပဲဖြစ်ပါတယ်ဒီငါးဆောင်ကင်လေးရဆိုလို့ရှိရင်ပေါ့နော်လက်လက်ဆက်ဆက် vegetable လေးနဲ့စားရတာဖြစ်တဲ့အတွက် protein လည်းကျွဲဝပြီးတော့ဓာတ်ရက်လည်းဖြစ်ပါတယ်လိုရတာလည်းတအားကိုလွယ်ကူပါတယ် အရင်ဦးစွာစပလင်လေးတစ်ချောင်းနှစ်ချောင်းလောက်ကိုယူပြီးတော့ထုထောင်းပြီးတော့ပေါ့နော်ငါးဘိုက်ထဲကိုထည့်ပါမယ်။ငါရဲ့အရွယ်စားပုံမူတည်ပြီးတော့ပေါ့နော်တစ်ချောင်းတန်သည်နှစ်ချောင်းတန်သည်ကိုယ့်ကိုချိန်စားပါ။ငါးစားအုံဖို့အတွက်ကလေဂျုံမုတ်လေးနှစ်စွန်းလောက်နဲ့စားလေးနှစ်စွန်းသုံးစွန်းလောက်ကိုရုံးဝေပြီးတော့ကပ်ပေးပါနော်။ဂျုံမပါလို့ရှိရင်လေငါးမှမကပ်ဘူး။စားကြီးပဲဆိုမကပ်ဘူးပေါ့နော်။အားကြောင့်ဂျုံမုတ်လေးနဲ့မှ ငါမှအလွယ်တကူကတ်လို့ရပါတယ်အဲ့မတိုင်ခင်မှာငါးလေးကိုလည်းရည်လေးနည်းနည်းလောက်အตาရလေးဆွတ်ထားပေးပါနော်ရေဆူနေတဲ့အချိန်မှာဂျုံမုတ်လေးနဲ့ကတ်တဲ့အချိန်မှာအလွယ်တကူပဲစားလေးတွေကကတ်သွားပါတယ်ခဲပတ်လေးကိုလည်းငါးရွယ်စားလေးနဲ့ကြိုတိုင်းပြီးတော့လိုတလောက်လေးဖြတ်ထားလိုက်ပါနော်ပြီးရင်ငါးတစ်ခုလုံးလုံနေအောင်တင်းတင်းကြပ်ကြပ်လေးပတ်မှမလို့ပါ နောက်ပြကြရင်လေအပေါ်ကနေခရင်လေးနဲ့လေပပတ်လေကို3လေး5ပေါက်လောက်ပေါ့နော်ထိုးပေးလိုက်ပါငါ့ကိုကင်တဲ့အချိန်ကျရင်ငါ့အရည်ထွက်တာပေါ့နော်အဲ့အရည်တွေကိုထွက်ဖို့အတွက်အပေါက်ရှိဖို့လိုတယ်အဲ့ဒါမှငါးလေးရလေအပေါ်ကဂျုံလေးတွေချက်ချောက်ကလေးဖြစ်မှာပေါ့နော်အဲ့ရည်ထွက်ပေါက်မရှိဘူးဆိုရင် အထက်ထက်မှာငါ့အရည်နဲ့ပြန်ဣပြီးတော့မချောက်ပဲနေလိမ့်မယ်ပေါ့နော်အချိန်လည်းပိုကြတာပေါ့ ငါခင်တာကတော့လေနှစ်သက်ရနဲ့กินလို့ရပါတယ်မိုက်ခရိုဝေ့ပဲဖြစ်ဖြစ်ဒီဂျစ်တယ်မီးဖို့နဲ့ပဲဖြစ်ဖြစ် air fryer နဲ့ပဲဖြစ်ဖြစ်ကြိုက်တာနဲ့กินပါเนาะငါกินလို့ရှင်လေတစ်ဖက်ကို15မိနစ်မိနစ်20လောက်တော့กินပြီเนาะပေါ်ကဂျုံလေးတွေခြောက်ပြီးတော့တူဝါလေးလေးအထက်ကငါးလေးရလေးဒီမှာကြိုက်တဲ့ပုံစံပေါ့เนาะမှုမှုလေးနဲ့กินတဲ့အနံ့လေးရပါတော့အမှန်ငါရဲ့သဘောတပါဝါကတော့ခဏလေးနဲ့လဲကြက်ပါတယ် ငါးခင်ရဲ့အသက်ကဆော့ပေါ်နော်ဆော့ကတော့ထိုင်းဆော့တီထုံးစံအတိုင်းပဲစက်တွင်ဖြူလေးနှစ်မွာသုံးမွာလောက်ကိုလီးမယ်ပင်ငူသီးစိမ်းလေးတွေလီးမယ်နနံပင်အမြစ်လေးလည်းထည့်မှာပေါ့နော်အမြစ်ကလေးပါရင်ပိုမွှေးတာပေါ့နော်အဲ့ဒါနနံပင်အမြစ်ကလေးလည်းလီးထည့်မယ်ထန်ညက်လေးလည်းထည့်မယ်တံမြာသီးလေးလည်းထည့်မယ်ငါးငံပြာရည်လေးလည်းထည့်မယ်တကြားလေးလည်းထည့်မယ် လွန်လာတဲ့မြေပဲလေးပဲဖြစ်ဖြစ် ready made မြေပဲလေးပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒါလေးကိုမညက်တညက်လေးထည့်လိုက်လို့ရှိရင် ပို့ပြီးတော့စားကောင်းပါတယ်ဆော့ထဲမှာပေါ့နော်ပြကြရင်ဆိုတာလှီးရတဲ့စက်သွန်ပြူတွေငုပ်သီးစိမ့်နေနေနဲ့အမြင့်တည်းရေမြေပဲလေးတွေအကုန်လုံးကိုရောပြီးတော့ထောင်းလိုက်ပါရနော်မထောင်းချင်ရင်လည်းဆက်လေးနဲ့ကြိတ်လိုက်ရင်လည်းရပါတယ်ပြီးရင်အဲ့အနှစ်သေးကိုစိန်နာတဲ့ထဏ်ရည်လေးလေးလောင်းထည့်မယ်တမရတီးလေး ီမှာတော့တလုံးလောင်းကြိုက်တာပေါ့နော်အချင်ကြိုက်တဲ့လူမလို့အချင်ကြောက်ရင်တော့တုတ်ဝက်ဖဲသေးပေါ့နော်ဒီကထဏ်ချက်တည်းကမချိုလို့လေအာတကြားလေးလက်ထထဲလိုက်တယ်ပြီးတော့ငံပြာကြီးလေးနည်းနည်းထည့်လိုက်တယ်အားလုံးကိုရောမွေလိုက်ရင်လေအရန်ကိုစားကောင်းတာဘယ်လိုပြောရမလဲမသိဘူးချိုချိုဆက်ဆက်ချင်ချင်လေးပေါ့နော်ထိုင်းဆော့ကက်တိတ်ကလေးကိုရတာပေါ့နော်နည်းနည်းမြင့်လေးနဲ့တအားမွေးတာပဲနည်းနည်းကြဲကြဲလေးကပိုကောင်းတာမလို့လေရေလေးလေးနည်းနည်းရောလိုက်တယ် ပထမသမယတိရတစိပဲညှတာလေမြကြီးရတိတ်မကြိုက်လို့အာနဲ့ထထိတ်လိုက်တာပေါ့နော်အမှန်သမယတိတလုံးသုံးခဲ့ပါတယ်အရန်ဟိုမှုေးပြီးတော့အိဆော့ကအသက်ပဲပေါ့နော်အဲ့ဒီငါးခင်မှာဆိုလို့ရှိရင်ဒီဘက်ကဆော့တီမုတ်ဖတ်တီပြုတ်နေတော့မှငါးခင်လေးရလဲအသင်ဖြစ်နေပြီပေါ့နော် ငါခင်ပူပူလေးကိုယူပြီးတော့ပေါ့နော်အตาရလေးခဲပတ်လေးကိုဖွင့်လိုက်ပါတယ်အပြင်တူးတာဆိုတာလေအပြင်သားကိုစားမှာမဟုတ်ဘူးအထက်ကအသားကိုပဲစားမှာပေါ့နော်အပြင်ကအကြီးကုန်နဲ့ကတ်ထားတဲ့မန်ထားတဲ့ဂျုံတွေကိုမစားပါဘူးအားကြောင့်မလို့တူးလဲကိစ္စမရှိဘူးပေါ့နော်တော်ကြကင်ဆာဖြစ်မယ်လို့ဘာလို့စိတ်ပူမှာဆိုလို့အလေသားချွချိုလေးပေါ့နော်အဖြူနေရာလေးကိုပဲမုတ်ဖက်လေးနဲ့တွဲစားမှာဖြစ်ပါတယ် ငါရေကုန်ကတော့မစားဘူးပေါ့နော်အငံဆက်တွေဝင်နေတာပေါ့နော်ဒီအထဲကအသားကတော့လုံးဝမငံမဲနဲ့အံ့ဩစရာကောင်းလာအောင်တအားဟောချိုပါရယ်စားကန်ကြီးကြရင်ဆော့လေးရမြေပဲလေးအနေထိုင်သွားလို့လေပြန်မှွေလိုက်တာပေါ့နော်အရွက်လေးကတော့ကြိုက်တာတော့စားလို့ရပြီမဲ့အထီးကတော့ဟွာပေါ့ဆလက်ရွက်ရေထိုင်းပင်စိမ့်လေးရေတို့အထီးကသုံးပါရယ် ကဲတခုလောက်စပြပါမယ်နော်အရွက်လေးယူလိုက်ပါရဲငါးကင်လေးယူလိုက်ပါရဲမုတ်ဖက်လေးထည့်လိုက်ပါရဲ ပြီးကြလို့ရှိရင်တခွားသီးလေးရယ်တရသီးပေါက်လေးရှင်လဲဟိမတရသီးလေးထည့်စားရလဲသဘောကြရတယ်မြူသီးစိမ့်အနီလေးတွေတို့ကျွတ်ွန်ပြူလီးတာလေးတွေတို့ရူးတော့မရှိဘူးပေါ့နော်ကြိုက်တယ်လို့ထည့်လို့တော့ရတာပေါ့ပင်ထိုင်းပင်စိမ့်လေးတို့နန်းနန်းပင်တို့ဟိမအိမ်မှာရှိရတာတွေအကုန်လုံးထည့်ရတာပဲကြိုက်လဲကြိုက်တာပေါ့နော်အရွက်လေးများများထည့်ရတာသဘောကြရတယ်အရသာစုံတာပေါ့နော် နောက်ဆုံးကြတော့စော့လေးရအသက်ပေါ်နော်အားလုံးထည့်ပြီးသွားရင်လေအပေါ်ကနေစော့ကလေးကိုကိုစားခြင်းတလောက်လေးစမ်းပြလိုက်ပါတယ်ပြီးရင်ထုတ်ပြီးတော့လေပါစက်သေးကိုတလုတ်ပေါ့ជីជីဟာပြီးတော့တခါရထိုးထည့်ပြီးတော့ဝါးပလိုက်တာပေါ့နော် အရန်အရန်ကိုရတာရှိထမင်းလွတ်ဓာရက်လည်းဖြစ်ဟက်တီလည်းဖြစ်တပတ်ကိုတခါတော့အနည်းဆုံးလှူစားဖြစ်တဲ့အင်ကအင်ကလူတွေ high demand ဖြစ်တဲ့မီလီပဲဖြစ်ပါတယ် ကယ်ဖူဒီလို့လည်းလိုက်ပြီးတော့စားကြည့်ပါเนาะအရန်ရန်ကိုစားလို့ကောင်းလို့ရလဲလွယ်ဓာတ်ရလဲဖြစ်တဲ့မီးလေးပဲဖြစ်ပါတယ် please don't forget to subscribe เนาะ